မင်္ဂလာပါချစ်တို့ရေဘလစင်ရနဲ့အတူဒီမက်လေးနန်းကပ်ပေါင်မွေးဝေးလေးလှူစားရအောင်နော်သူကပါဝင်ပစ္စည်းလေးအသုံးမျိုးလေးနဲ့အယောင်ကိုစားလို့ကောင်းတဲ့မနက်စာလေးပါလို့ပြီးတော့ပြုလုပ်နေရလဲအင်မတားမှလွယ်ကူရိုးရှင်တဲ့နေလာကျမအာဟာရနဲ့လည်းရင်ညွတ်တဲ့ဒီပေါင်မွေးအစာပြေလေးပါလို့ခဲတာဆိုရင်နော်ကဲဘလစင်ရနဲ့အတူအခုပဲစတင်လိုက်ရအောင်ချမစီတို့ရေ let's go right now ကဲစတင်ကြမယ်ကဲအိမ်မာလေး စားလို့မကုန်တဲ့ပေါင်မှုလေးရှိကောင်းရှိလိမ့်မယ်အဲ့ဒါလေးကိုနှစ်ပိုင်းခွဲထားမယ်ပြီးတော့ blazer ဒီပေါင်မှုမျိုးကိုလည်းသုံးလို့ရတယ်เนาะအလုံးဒါမဖုတ်ရသေးတဲ့ပေါင်မှုလေးပါလို့ခဲ့တာဆိုရင် top up top up လိုအပ်ပါတယ်အယူဆုံးတဲပြားလေးမှာ top up အရင်ထည့်မယ်ပြီးတော့ပြားရည်ပြားရည်เนาะ blazer တော့အဲ့ပြားရည်ရှိလို့ရှိရင်ပြားရည်တကယ်လို့ပြားရည်မရှိဘူးဆိုရင်တကြားညိုလေးကိုသုံးပေးပါလို့เนาะပြားရည်နဲ့ဆိုတော့ဘယ်မှာ အဲကျမရင်းနဲ့ငင်ရွတ်တာပေါ့လေတခြားတဲ့စားလို့ရှင်ကဲအဲ့ဒီအပေါ်မှာမနန်းကိုကိုကြိုက်သလောက်ထဲလိုက်ပါလို့ဒီထောပလေးရလို့တို့ပူလျှော်နော်လိုအပ်လို့ရှင်ပြန်ထည့်မယ်ကဲဒီလိုအချိန်လေးဖြစ်ပြီးကိုကနန်းများများကြိုက်တယ်ဆိုတော့နန်းကိုများများထည့်လိုက်တယ်ဆိုတော့ဒီလိုအီအီလေးဖြစ်နေပြီဆိုတဲ့အချိန်မှာ ခနာဘလက်ဆန်ရယ်တို့ဖြတ်ထားတဲ့ဒီပေါင်မိုးလေးတွေကိုအตาလေးတင်ပေးလိုက်မယ်ဆိုရင် အရာအချိန်ကြာကြီးတင်စရာမလိုတော့ ဟိုဘက်ဒီဘက်ကိုလမ်းပေးပြီးအဲ့အဲ့လိုပုံစံဟိုဘက်ဒီဘက်ကိုလမ်းပေးပြီးဆိုရနဲ့ကိုဖုံမဲ့အော်ဒီဘန်းထဲမှာပြန်ထည့်မယ်နော်ကဲဒီလိုပုံစံလေးပါလို့အရာစားလို့ကောင်းတယ်နော်လှုပ်ရှားကြည့်ကဲသူကအရန်ကိုဒီထဲမှာအရန်ကြော်ဆရာမလို့ပြော့နေပါလိမ့်မှာဒါမဲ့ကိစ္စမရှိဘူးသူကဒီ open ထဲမှာပြန်ဖုတ်လိုက်တဲ့အခါမှာကိုယ့်ရဲ့အနေထားလို့တူပူလျှော့လေးကို ဒီဖုတ်လိုက်ပြီဆိုရင်တော့အယောင်စားလို့ကောင်းနေပြီတကယ်လို့ကိုကပျော့ပျော့လေး crispy လေးစားချင်တယ်ဆိုရင်နည်းနည်းကြာကြာလေးပေါ့နော်အဲဒီမပျော့တပျော့လေးကိုစားချင်တယ်ဆိုရင်တော့5မိနစ်လောက်ပဲဖုတ်ရင်ရပြီကဲအဲ့ဒါကို blender မှာဖုတ်လိုက်ပါမယ်လို့5မိနစ်5မိနစ်တုံးမ6မိနစ်ပေါ့နော်ကဲမှဖုတ်လိုက်ပြီဆိုရင်မီးအရှိန်ကြတော့အပေါ်အောက်ထားပေးပြီးတော့မှ သူ့ရဲ့ temperature ကို160လောက်နဲ့မီးအေးအေးလေးနဲ့ပဲเนาะခဲအဲ့ဒါကိုမှ pressure တော့9မိနစ်6မိနစ်လောက်ပဲအချိန်ပေးပြီးတော့မှဖုတ်ရပါမယ်လို့တကယ်လို့ oven မရှိတဲ့လူတွေအတွက်ဆိုရင်ခဏ pressure တော့တည်ပြားမှာဟိုဘက်ဒီဘက်กินတဲ့အခါမှာနည်းနည်းလေးကြာကြာလေးกินပေးလို့ရှင်လည်းဒီတိုင်းလေးကိုစားလို့ရပါတယ်လို့ကဲဒါကတော့ advertising ပါ blessing work ရတဲ့ဒီ sunflower ဆိုတော့ blessing လို့မြို့မှာ from from မြို့မှာပေါ့ ော်ဟိုအဲပန်းနေပါတယ်စုံရောင်းတဲ့အထဲမှာပြစံရဝယ်ခဲ့ပါတယ်လို့ဒီပန်းလေးတွေကိုကေတာကချင်းစော်ကားဒီပေးအကြိုက်ဆိုတော့ဒီချင်းစော်ကားဒီပေးပါပဲပြစံရတခါမှပုံမစိုက်မယ်စိုက်မယ်နဲ့မစိုက်ဖြစ်ဘူးဒီတခါတော့ချင်းစော်ကားဒီပေးရခဲ့လို့အရင်ပြောကဲဒီဘက်မှာလဲ6မိနစ်ပြည့်သွားပြီဆိုတော့ပြစံရမုတ်လေးတွေကိုကြည့်လိုက်မယ်ဆိုရင်တော့အရာကိုစားလို့ကောင်းတဲ့ crispy လေးဖြစ်နေပါပြီเนาะ ခဲကြည့်လိုက်ပါဦးဒါလေးကိုလေပြီးခဲ့တဲ့ပတ်မှာပလဇွန်ရယ်လောက်ပြီးတော့မှလေအဲ့ဒါဘုရားကြောင့်မှယူသွားတာအရာစားကြအရာစားချင်ကြတာဟဲ့ဘယ်လိုလုပ်တာလဲဆိုလုံနေရလွယ်လွယ်လေးလေးပြီးတော့သူကလှုပ်ထားပြီးပြီဆိုဒီလိုမျိုးဘူးထဲမှာပဲဖြစ်ဖြစ်ထည့်ပြီးတော့မှအလုံးပိတ်ပြီးတော့မှ၃ရက်၄ရက်လောက်အေးဆေးစားလို့ရတယ်နော်သူကပေါင်မုတ်ကိုဆိုရင်ကိုကြိုက်တဲ့ပေါင်မုတ်ကိုတုံးလို့ရတယ်နော် ဒီပေါင်ဖို့အလေးတောင်ပဲဖြစ်ဖြစ်အဝိုင်းပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒါအားလုံးကိုကိုကြိုက်တဲ့ပုံစံနဲ့လီးဖြတ်ပြီးတော့မှအဲ့လို blessing နဲ့ကြော်တယ်လို့မျိုးအဲလောက်ပြီးတော့မှกินပြီးလို့ရပါတယ်လို့အရာ crispy ဖြစ်ဖြစ်ရောင်းကိုစားလို့ကောင်းပါတယ်နော်။ကဲကြည့်ပါဦး။ကဲစားကြပါဦးရှင့်။ကဲမြည်ကြည့်လိုက်ပါဦးမယ်။ဝါးအရှမ်းကောင်း။အင်းကတာသမီးတွေကတော့အကြိုက်ပဲ။ ဒါဆိုဒါလောက်ထားပြီးဆိုပြီးသွားရခဲ့တာဆိုတော့အားလုံးကောင်းလို့နေပါ